ဘွားရဲ့ professor အကောင့်နဲ့တူ EOD ဘဏ်ရဲ့ MP credit card နဲ့ဖြတ်သားလိုက်ပါ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ဒီနေ့တော့တူတူထားနိုင်တယ် လူလိုက်ပါခြင်းမရှိတဲ့ဂျူနိုအာဂတာစူးစမ်းလေးလာရေးရင်ဟာနေစကြဝဠာအတွင်းမှာအကြီးဆုံးဖြစ်တဲ့ဂျူပီတာဂျိုရဲ့မူလဇမစ်အခြေအနေတွေကိုလေ့လာဖို့အတွက်၎င်းဂျိုရဲ့ပတ်လန်းတဲ့ကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့တာကြောင့်နိုင်ငံတကာအာဂတာအေဂျင်စီ NASA အနေနဲ့ကြီးကျယ်ခံထားတဲ့အောင်မြင်မှုတစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်ဂျူနိုအာဂတာယင်ဟာဒေတာဆန်တော်ချင်းဂျူနလ၄ရက်ည၇နာရီ53မိနစ်ကနေစကြဝဠာထဲမှာအကြီးဆုံးဂျိုဖြစ်တဲ့ဂျူပီတာဂျိုရဲ့ပတ်လန်းတဲ့ကိုဝင်ရောက်နိုင်ခဲ့တာကြောင့်ကယ်လီဖိုးနီးယားပြည်နယ်ပါစာဒီနာမြို့က NASA ရဲ့ Jet Engine ဓာတ်ခွဲသုရေသနခန်းတစ်ခုလုံးမှာအပျော်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ NASA ရဲ့အကြီးတန်းသုရေသနပညာရှင်တူဖြစ်တဲ့ Scott Burton ကကျွန်တော်တို့တွေ Jupiter ဂျိုးရဲ့ပလန်တွေကိုရောက်ရှိခဲ့ပါပြီ။ Jupiter ဂျိုးကိုအနိုင်ရရှိခဲ့ပါပြီလို့ပြောကြားခဲ့ပါတယ်။ Juno အာကာသယာဉ်ကိုလွန်ခဲ့တဲ့ငါးနှစ်က Florida ပြည်နယ် Carnarvon ရဲ့အငူကနေလွတ်တင်ခဲ့တာဖြစ်ပြီးအဲ့ဒီအာကာသယာဉ်ဟာခီးမိုင်ပေါင်း1.8ဘီလီယံလောက်ကိုခီးနှင်ခဲ့ရတာဖြစ်ပါတယ်။အခုလို Jupiter ဂျိုးရဲ့ပလန်တွေကိုဝင်ရောက်နိုင်ခဲ့တာကြောင့် ၎င်းကျုံမှာရှိနေတဲ့ဂေဒုတဲ့ဘဝနာနဲ့လုံခဏနှစ်ဘီလီယံပေါင်းများစွာတုန်းကအေယာမဒံငွေဒုတဲ့ကြီးဖြစ်ပေါ်ခဲ့ပုံကိုလေ့လာမဲ့လာပေါင်း20ကြာမြင့်တဲ့အထူးမစ်ရှင်တရက်ကိုလည်းအောင်မြင်စွာအစပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။အာကာသယာဉ်မှာကင်မရာအပါဝင်သိပ္ပံပညာဆိုင်ရာအသုံးဆောင်ပစ္စည်း၉မျိုးကိုတည်ဆောင်သွားခဲ့ပြီးအဲ့ဒီမစ်ရှင်အတွက်ဒေါ်လာ1.1ဘီလီယံကုန်ကျခဲ့ပါတယ်။ရှေ့ခေတ်တန်တားရီတွေထဲမှာမိုးကောင်းကင်ကိုဆော့ရှော့ပေးတဲ့နှစ်သားဂျူပီတာရဲ့ကျင်းရတော်ရောမနဲ့သမီးဂျီနိုရဲ့အမည်ကိုအစွဲပြုပြီးဒီအာကာသယာဉ်ကိုဂျူနိုလို့အမည်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ Música